ကျွန်တော်မြန်မာလူမျိုးလေးစဉ်အတင်းရတော့အခွင့်ပွဲစဉ်ဖြစ်တဲ့ Flavine လူမျိုးလေးစဉ်အတင်းနဲ့ပွဲစဉ်မှာပဲဒါငိုးတကိုးဆိုရဲရလနဲ့အကောင်းဆုံးပုံစံမျိုးကိုထုတ်ပြပြီးတော့တကယ်ရှင်ကိုစိတ်လို့ရှားဝဲအခိုက်တန့်တွေကိုပြိသက်တွေကိုမျက်ဝါးထင်ထင်ပြသသွားခဲ့ပြီးတော့အနိုင်သုံးဘက်ကိုရယူသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီကနေ့ Flavine နဲ့အခွင့်ပွဲစဉ်မှာအနိုင်ယူလိုက်ကြကြောင်းလာမယ့်ကစားရမယ့်မလေးရှားနဲ့ Vietnam တို့ရဲ့ပွဲစဉ်တွေဟာအင်မတန်အောင်ပါဒါ အဲတကယ်ဝင်းတော့ဝင်းဖို့အနေငယ်ရှင်းသွားခဲ့တဲ့အနေထားမျိုးရောက်ရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ပြီးတဲ့အခါမှာဒီပွဲပြီးတရင်တော့နေတဲ့ဖြေချမှုတွေမှာတော့အတင်းကောင်းဆောင်အဖွင့်ကိုသွင်းယူပေးလိုက်တဲ့ဝင်းသိကထွန်းကတော့ဘာတွေပြပြခဲ့လဲဆိုလို့ရှိရင်သူတို့အနေနဲ့အခုလိုမျိုးဖလာဗိုင်အတင်းကိုနိုင်လိုက်တာအင်ပတန်မှအချီနူးခွင်ဝေရအခိုက်အတန့်တစ်ခုဖြစ်ပြီးတော့သူအနေနဲ့လည်းအခုလိုမျိုးဂိုးသွင်းခွင်ရခဲ့တဲ့အတွက်ဂုံယူမိတဲ့အကြောင်းပြီးတဲ့အခါမှာသူတို့အနေနဲ့ဒီအုပ်စုကနေတက်ဖို့အတွက်60ရာခိုင်နှုန်းအထိတေချာသွားခဲ့ပြီဖြစ်တယ်လို့ပြည်သက်တွေကိုပြောပြသွားခဲ့တာဖြစ်ပါတယ်။ ဝင်းသိကီထွန်းပြောခဲ့တာလေတကယ်အမှန်ပါပဲကျွန်တော်ဖလာဘိုင်အသင်းကိုနိုင်လိုက်တာဟာ60ရာခိုင်နှုန်းအထိဒီအုပ်စုကနေလွတ်လွတ်သွားခွင့်ရဖို့အတွက်ထေချာသွားခဲ့ယူရဖြစ်ပါတယ်ကျွန်တော်တို့အုပ်စုတွေမှာအဓိကထားပြီးကစားမဲ့ VN တသင်းပဲကျန်တော့ရလို့ပြောရမှာမလေးရှားအသင်းကတော့ဒီလက်ရှိခြေသမ်းရဆိုရင်တော့ AAC အနိုင်ယူလိုက်နိုင်တဲ့အနေအထားမျိုးရှိတယ်ဆိုတော့သွားပြီးတော့လည်းတွေ့ရပါတယ်ခင်ဗျဒါပေမဲ့လည်းဒီကနေ့ကစားသွားခဲ့တဲ့ဖလာဘိုင်အသင်းရဲ့ပွဲစဉ်မှာတော့ဒီမြန်မာလေးစင်မြို့သူပြည်အသင်းကနေပြီးတော့တဲ့အနတရာရရှိသွားခဲ့တဲ့ ဒါကစားသမား player တချို့လည်းတော်တည်ရပါတယ်တိုက်စမှုစမ်းတော်တော်အပါဝင်ခဲ့ကစားသမားအချို့နဲ့တိုင်ရအနာတရတော်တော်လေးထိခိုက်တာခြင်းမှုတွေရသွားတယ်အဲ့တော့လာမဲ့မလေးရှားနဲ့ပွဲစဉ်ရှင်းရနေမှာကစားမဲ့ပွဲစဉ်ကတော့ဘလိုပုံစံနဲ့လူထွက်တွေဖြစ်လာမလဲဆိုတော့မသိသေးပေမဲ့မိထက်လူတို့ရုံးတီလိုင်းလိုဝင်လာတဲ့တိုက်စစ်တွဲလုံးတွေဟာအင်မတန်မှကောင်းမွန်တော်လို့မြေတူငင်ရခဲ့ပါတယ် ပြီးတော့ဒီနေ့တွင်လိုက်တဲ့ဝင်းဒဂီထွန်းရဲ့တွင်ကိုဟာလေအင်မတန်မှစပသလိုမျိုးပဲပွဲချင်း86မိနစ်မှာလူစားဝင်စမ်းတော်တော်အစားလူစားဝင်ရောက်လာတဲ့မေထက်လူရဲ့ခေါင်းတိုက်တွင်ကိုဟာလေအင်မတန်မှလှပတည်သက်တာကိုလည်းသွားတွေ့ရပါတယ်ဒီဂိုးဟာဒီနေ့ဖလာဗိုင်းရဲ့ပွဲအတွက်ဒါအဆုံးဖြတ်ဖြစ်စေခဲ့တဲ့အနိုင်ဂိုးအဖြစ်ကိုလည်းပြောင်းလဲသွားခဲ့တာမို့ပရိသတ်တွေကအင်မတန်အောင်မှ အားရကျဉ်းမှုတွေအပြည့်နဲ့သဲလုံးအားပေးနေကြတာကိုလည်းမြင်တွေ့ခွင့်ရခဲ့ပါတယ်မြန်မာသဲဟာလက်ချက်ပွဲစဉ်တွေကိုတော့စီကိန်းလက်ချက်ပွဲစဉ်တွေကိုတော့ဒီဇင်ဘာ၈ရက်နေ့မှာမလေးရှားမြို့သမီးလက်ရေးစစ်အသင်းနဲ့ရှင်ပြိုင်သွားမှာဖြစ်ပြီးတော့ဒီဇင်ဘာ၁၇ရက်နေ့မှာတော့ဗီယက်နမ်အသင်းနဲ့ကျွန်တော်တို့အုပ်စုနောက်ဆုံးပွဲစဉ်ကိုကစားသွားမှာဖြစ်ပါတယ်အုပ်စုတွင်မှာအင်အားအတောက်အသင်းဆုံးအသင်းလို့ပြောလို့ရတဲ့ဗီယက်နမ်အသင်းနဲ့ကနောက်ဆုံးရှင်အုပ်စုပွဲစဉ်အဖြစ်ရှင်ပြိုင်ကစားမှာဖြစ်တာမျိုးအရေးကြီးဆုံးပွဲစဉ်တစ်ခုလည်းဖြစ်ပါတယ် ဒါပေမဲ့ဂျားထဲမှာကျွန်တော်တို့မလေးရှားနဲ့ကစားမဲ့ပွဲစဉ်မှာမလေးရှားအောင်နိုင်ယူလိုက်ပြီဆိုရင်တော့တေးကြပါမြန်မာမြန်မာနဲ့ VN အသင်းပဲအသင်းကတော့ဒါအုပ်စုပထမဒုတိယနေရာရင်နဲ့ဒီအုပ်စုတွေပွဲစဉ်တွေကနေပြီးတော့ဒီ quarter final နဲ့အဆင့်တွေကိုတက်ရောက်သွားမလဲဆိုတာကိုပဲစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဒီကနေ့စီကင်းအဖွင့်ပွဲစဉ်တွေမြန်မာအမျိုးသမီးလေးစင်အသင်းနဲ့တူမြန်မာ U22 အသင်းလေးစင်အသင်းကလည်းတစ်ဖက်မှာဖိလစ်ပိုင်အသင်းနဲ့ရှင်းပြကစားခဲ့တာဖြစ်ပြီးတော့နှစ်ခုဂိုးမရှိဆိုတဲ့ရလနဲ့ ဒါရှုံးနေသွားခဲ့တာပဲဖြစ်ပါတယ်မြန်မာ U20 အသင်းကတော့ဒီစီးကင်းရနေအုပ်စုချုပ်ဖို့ဒါအစဉ်လာတော့ဝေးကွာသွားခဲ့လို့ပဲပြောရမှာဖြစ်ပါတယ်ဒီအစုဖွဲ့ရအင်မတန်မှညံဖြစ်တဲ့ခြေစွမ်းအရေးသွေးကိုသွားတော့တွေ့ရပြီးတော့ခက်ခက်ခဲခဲနဲ့ဖလပိုင်အသင်းကိုရုန်းကန်ပြီးတော့ကစားခဲ့ရအောင်လဲမြင်တွေ့ခဲ့ရတာမို့လာမဲ့ကျွန်တော်တို့ဒီဇင်ဘာ17ရက်နေ့မှာကစားမဲ့အင်ဒိုနီးရှားနဲ့ပွဲစဉ်မှာလဲအင်ဒိုနီးရှား U20 နဲ့ပွဲစဉ်မှာလည်းသူတို့တော်တော်ရုန်းကြရမယ့်အနေအထားမျိုးတွေ့ရင်ရတာမို့အုပ်စုကနေပြီးတော့မြန်မာအသင်းမြန်မာ U22 အသင်းလွတ်သွားဖို့ဆိုတာတော့အင်မတန်မှခက်ခဲတဲ့အနေအထားတစ်ရပ်ကိုလည်း မြင်တွေ့နေရကြောင်းဒီနှစ်မှာတော့အမျိုးသမီးအသင်းတသင်းကသာပဲဒီစီးကိန်းပြိုင်ပွဲမှာအုပ်စုကနေပြီးတော့တက်သွားပြီးတော့ရွှေတိစိတ်စုဘာတွေရယူပြနိုင်မလဲဆိုတော့ပဲကျွန်တော်ဆက်လက်ဆောင်ကြည့်မျှော်မှန်းရတော့မှာဖြစ်ပါတယ်ကျွန်တော်ပရိသတ်တွေအားလုံးအနေနဲ့ဒီစီးကိန်းပြိုင်ပွဲတွေမှာကွင်းတစ်ထိဝင်ရောက်သွားပြီးအားပေးနေတော့တွေ့ရတဲ့အတွက်လည်းတကယ်လို့မှကျေးဇူးအထူးတင်မိပြီးတော့တကယ်လို့ကြည်နူးစီရမြင်ကွင်းတွေအဖြစ်လည်းမြင်တွေ့ခွင့်ရတာမို့ထိုင်းနိုင်ငံကမြန်မာပရိသတ်တွေကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ Take JK.